This is okay. This is my, my mom. mom. My Hi. mom is a little busy with my birthday. <laughs> my mom is the like me. She's very beautiful. ဟာ YouTube မှာညီမလေးကအဲ့ဘလောက်อ่ะထွက်တာနည်းနည်းလေးကြာပြီဒါပေမဲ့အဲ့ဒီအချိန်မှာညီမလေးကကိုယ့်ရဲ့ birthday လည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အမှတ်တရလေးတင်ထားခြင်းနဲ့စိတ်လေးနဲ့ပေါ့နော်အာဒီ post တင်ပြီးလိုက်တယ်ပေါ့ post တင်တာလည်းဟို10မိနစ်တောင်မပြည့်ပါဘူးစက္ကန့်ပိုင်းလေး30စက္ကန့်လားဘယ်နှစက္ကန့်လဲမသိဘူးအဲ့ဟာလေးတင်လိုက်တာအဲ့ဟာလေးကိုအဲ့လိုဒီကိုတက်ခါလေးဝိုင်းပြီးတော့လည်းအဲ့လိုလေးလုပ်ပေးရတော့လည်းဒါစိတ်ထဲမှာအမှတ်တရပေါ့ birthday အမှတ်တရလေးဖြစ်သွားတာပေါ့ So my 21st birthday is so special to me. So this is my father's, my lovely father's. I love you. I love you ဟို inside မြန်မာဆိုတဲ့ channel လေးရှိရပေါ့နော်အဲ့ဒီ channel လေးထဲမှာ host အဖြစ်နဲ့လောက်လာလေကြာပြီပြီးတော့အဲ့ဒီ channel blog ဆိုတာလည်းဒါအဓိက tourist တွေအတွက်လုပ်ပေးတာပေါ့နော်နိုင်ငံခြားနိုင်ငံခြားတွေကိုဒါလုပ်ပေးတာနိုင်ငံခြားတွေကိုကြည့်ဖို့အတွက်နိုင်ငံခြားတွေကြည့်ပြီးတော့မြန်မာနိုင်ငံမှာဘာတွေရှိလဲမြန်မာနိုင်ငံအဖိုးတန်ရေသနာတွေအဖိုးတန်နေရာတွေဒါတွေကိုသူတို့နားလည်ချင်အောင်လို့ဒါဖိတ်ခေါ်ရတဲ့အနေနဲ့ဒီ blog လေးလုပ်တာပေါ့နော် Hello everyone, welcome to our Inside Myanmar channel. I'm Chikun Cho. I got the fourth runner up of Miss Universe Myanmar 2022. မြန်မာနိုင်ငံမှာမွေးရဆိုခဲ့တာပါဘယ်သူမှမွေးခဲ့ရအဲ့လိုအင်္ဂလိပ်လိုတော့မပြောတတ်ခဲ့ဘူးပေါ့နော်ပြီးတော့ဒီကိုယ့်ကိုပေးတဲ့ service ကိုပဲအကောင်းဆုံးစူးစမ်းပြီးတော့ဟိုတင်ဆက်ပေးရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ S တန်ထွက်တာမထွက်တာကတော့ကိုက I forgot to mention that this year is my 21st birthday. So I have to finish in some traveling in May. So we will meet again since April. Okay, wow. I could let alone that. Okay, I didn't follow the Happy birthday, follow the Ali. You no. I think I had to go out. ဒီဘလော့လေးကကိုယ့်ရဲ့ happy birthday ပေါ့နော် happy birthday ကို donation လုပ်ထားရဲ့ဘလော့လေးလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကမထင်မပန်းတဲ့ဒါအမှတ်တရဆိုပြီးတင်လိုက်မိတာပေါ့နော်တင်တယ်ဆိုတာလည်းဒါရွေချက်ရှိရှိနေတဲ့ဩဟိုဒီအားအားနေလို့ပေါ့နော်ဒီအားကိုကအားနေလို့ဘလော့လေးရှောက်ရိုက်ပြီးတော့အဲ့လိုတင်လိုက်တာမဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့ဒီဘလော့သီလီတပိုင်းလေးကိုအမှတ်တရအနေနဲ့ဆိုပြီးကိုယ့်ရဲ့ post တွေမှာတင်ထားခြင်းလို့ပေါ့နော်အဲ့တော့တင်လိုက်တာတင်နေတဲ့အချိန်မှာအမှတ်မထင်ပဲ hatch long ဆိုပြီးတော့ပေါက်သွားတယ်ပေါ့နော်ပေါက်သွားတာအမှန်တော့ဒီဘလော့လေးတွေကဟိုညီမလေးကအရင်ကတည်းကဒီ ဟို inside မြန်မာဆိုတဲ့ channel လေးရှိရပေါ့เนาะအဲ့ဒီ channel လေးထဲမှာ host အဖြစ်နဲ့လောက်လာလဲကြာပြီပြီးတော့အဲ့ဒီ channel blog ဆိုတာကလည်းဒါအဓိက tourist တွေအတွက်လုပ်ပေးတာပေါ့နော်နိုင်ငံသားနိုင်ငံသားတွေကိုဒါလုပ်ပေးတာနိုင်ငံသားတွေကိုကြည့်ဖို့အတွက်နိုင်ငံသားတွေကြည့်ပြီးမြန်မာနိုင်ငံမှာဘာတွေရှိလဲမြန်မာနိုင်ငံအဖို့တန်ရည်စနာတွေအဖို့တန်နေရာတွေဒါတွေကိုသူတို့နားလည်ချင်အောင်လို့ဒါဖိတ်ခေါ်ရအနေနဲ့ဒီ blog လေးလုပ်လုပ်တာပေါ့နော်ဒီဒီ channel ကအဲ့လိုလေးလုပ်တယ်လုပ်တယ်အဲ့လိုမျိုးခိုးရှိရပေါ့နော်ပြီးတော့အဲ့ဒီ channel ရဲ့ပိုင်းရှာလေကိုရီးယားတစ်ထည်ပေါ့နော်ကိုရီးယားဆိုတော့ဟိုသူကကိုရီးယားစာတန်းအောက်မှာ auto ထိုးပေးပြီးသားပေါ့အဲ့ဒါလည်းရုံရပဲစစ်စစ်ပေးတာညီမလေး grind လုပ်ထားတာမဟုတ်ဘူးပေါ့နော်ကိုရီးယားစာရောအင်္ဂလိပ်စာရောသူ တို့ထိုးပေးတယ် အဲ့ဒါလည်းယုံဘက်ကပဲပေါ့နော်ညီမလေးလိုရတဲ့တောင်မှာကိုယ့်ကိုပေးအပ်တဲ့တောင်မှာညီမလေးကအကောင်းဆုံးစူးစမ်းပြီးတော့တင်ဆက်ပေးမယ်တင်ဆက်ပေးမယ်လုပ်ပေးမယ်ဒါကိုယ့်ရဲ့တောင်မှာပေါ့နော်ညီမလေးအရှိမှလည်းဒီဘလော့တွေလှုပ်လာတာဘလော့ဘလော့ပေါင်းများစွာအများကြီးရှိပြီပေါ့နော်ဟိုအပုတ်ပေါင်း20ကျော်နေပြီပေါ့နော်20ကျော်တော်တော်များနေပြီပေါ့နော်ဟိုအဲ့ဒီ inside မြန်မာ channel လေးဝင်ကြည့်လို့ရပါတယ်အရှိမှလည်းညီမလေးအဲ့လိုအင်္ဂလိပ်လိုပဲအင်္ဂလိပ်လိုပဲပြောခဲ့ရပေါ့နော်အဲ့ချိန်တော့လည်းဒီတိုင်းလေးပဲဒီတိုင်းလေးပဲပေါ့နော်အခုမှထူးထူးဆန်းဆန်းဒီဘလော့လေး happy birthday ဘလော့လေးကိုတက်လိုက်တဲ့အချိန်မှာစက္ကန့်ပိုင်းလေးစာလေးကို ဒီမရရအောင်ပေါက်သွားရဲ့ဆိုတော့လေဒါပေါက်နီးတစ်မျိုးဆိုတော့ကိုယ်ကိုဘယ်လိုပဲဖြစ်ဖြစ်ဒါချီရပြိတ်သက်ကြီးကဟိုဟိုဘာပဲပြောပြောပေါ့နော်ဒါကိုညီမလေးရတာအကောင်းဆုံးကိုယ့်ရဲ့တောင်းပန်ပဲခြေပူအောင်ထမ်းဆောင်ပြီးတော့ကိုယ်ကိုပေးလိုက်တဲ့ sacrifice နဲ့ကိုယ်ကိုဘာလုပ်ရမလဲဆိုတဲ့ဟာမျိုးအကောင်းဆုံးတိဆက်ပေးရဖြစ်တဲ့အတွက်ကျန်တာကျန်တာလေးကိုတော့ဒါချီရပြိတ်သက်ကြီးကဝေဖန်အထောက်ပြပေးရတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်ပေါ့နော်အရှိဆက်ပြီးတော့လေဒါအကောင်းဆုံးအကောင်းဆုံးဆိုတာတွေပဲကိုယ့်ဘက်ကတောင်းပန်ကြလို့တိဆက်ပေးသွားမှာဖြစ်တဲ့အတွက် အဘိဇာဘာလို့ဖိကကြမှာလဲ This is okay this is my mom my mom is a little busy with my birthday my mom is low light me she's very beautiful အဲအဲ့တော့အဲ့တော့ညီမလေးကဟိုဘလော့ကိုတင်လိုက်တဲ့အချိန်မှာတော့အဆအမထင်သေးဘောတော့နောက်ပိုင်းကျတော့တွေ့ပြီနဲ့ share ရတဲ့သူတွေကများလာတယ် share ရတဲ့သူတွေများတဲ့အပြင်ကိုကိုကိုကအစားဗီဒီယိုကြည့်နေတဲ့အချိန်မှာကို့ဗီဒီယိုကြီးကအခြား page ကနေရောက်လာတယ် ပြတ်တငယ်ချင်းနေရာလေးပေါ့တော့အဲ့မှာအဲ့ချိန်ညီမကပင်တရမှာရှူတင်နဲ့ရောက်နေရမဲချူယုံကိုင်းနဲ့ရောက်နေရအဲ့ချိန်မှာမဲချူရောက်တိုင်းဒီပင်တရကိုရောက်တိုင်းညီမလေးကအမြဲပောက်တယ်ပေါ့တခုပေါ့တခုပောက်တယ်ပေါ့နော်အဲ့အဲ့မှာရှူတင်နဲ့အဲ့မှာချိရဟိုကိုရဲ့တငယ်ချင်းနေရာလေးကိုလင်းနေလာပို့ချတာပေါ့လင်းနေလာပို့ပြီးတော့ဟဲ့ဒီမှာညီပောက်နေရဲဆိုဟာလာဆိုကြဲ့တော့မှာကို့ပုံဖြစ်နေတာ ဟဲ့သူကဘလူးရှယ်တာလဲပေါ့နော်ဟိုအခြားနာမည်ကြီးရဲ့ page တွေကသူကလည်းပြန်ရှယ်ပေးရတဲ့လေဒါတနည်းအားဖြင့်ကိုယ်ကိုလိုက်ပြီးတော့အဲ့လိုပေါ့နော်ဟိုကြော်ညာပေးသလိုလည်းဖြစ်သွားတာပေါ့ဘာဖြစ်ကျေးဇူးတင်ပါတယ်အာညီမလေးကဒီ blog လေးကိုပေါ့နော်ဒီတိုင်းဟိုအားနေလို့ငါ့ကိုတော့အဲ့လိုမျိုးဟိုပြောပါအဲ့လိုမျိုးထင်သွားပါစေဆိုအဲ့လိုမျိုးရည်ရွယ်ချက်နဲ့အတန်းပြင်းရှာမျိုးလည်းမဟုတ်ဘူးပေါ့နော်ဒါကိုဟာကိုမထင်မပဲပြလိုက်တဲ့ video လေးကဒီလိုမျိုးဖြစ်သွားတဲ့လေကျေးဇူးများအဲ့အဲ့တော့လေဟိုတနည်းအားဖြင့်တော့ပေါ့တယ်လို့ပဲပြောရမှာပေါ့ဟုတ်ကဲ့ ဟုတ်ကဲ့ဟိုအဲ့လိုပါရှင်ဟိုက YouTube မှာညီမလေးကအဲ့ဘလော့အာထွက်တာနည်းနည်းလေးကြာပြီဒါပေမဲ့အဲ့ဒီအချိန်မှာညီမလေးကကိုယ့်ရဲ့ birthday လည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အမတ်တရားလေးတင်ထားခြင်းနဲ့စိတ်လေးနဲ့ပေါ့နော်အာဒီ post တင်မိလိုက်တယ်ပေါ့ post တင်တာလည်းဟို10မိနစ်တောင်မပြည့်ပါဘူးစက္ကန့်ပိုင်းလေး30စက္ကန့်လားဘယ်နှစက္ကန့်လဲမသိဘူးအဲ့ဟာလေးတင်လိုက်တာအဲ့ဟာလေးကိုအဲ့လိုဒီကိုတခါလေးဝိုင်းပြီးတော့လည်းအဲ့လိုလေးလုပ်ပေးရတော့လည်းဒါစိတ်ထဲမှာအမတ်တရားပေါ့ birthday အမတ်တရားလေးဖြစ်သွားတာပေါ့ခစားချက်ကတော့ဒါ အခုဆိုအပြင်မှာတွေ့နေတာလည်းမကြည့်နေစားကျွမ်းနေကြဟဲ့သူမြင်ဘူးတယ်ဟဲ့ဘာလဲအဲ့လိုမျိုးလေးပေါ့နော်ဝိုင်းစားချတာပေါ့ဝိုင်းစားချအခုတော့စိတ်ထဲမှာဘယ်လိုခံစားရလဲဆိုတော့ဘာဖြစ်တာဗဒေးအတွက်ကိုယ်အတွက်မှမရဗဒေးပေါ့နော်မှမရအသက်လေးပေါ့22ပြည့်လေးဖြစ်သွားတာပေါ့ So, my twenty first birthday is so special to me. So, this is my father's, my lovely father's. I love you. I love you. Happy birthday. Uh, happy Daddy. birthday. So, this is my mom. She's so beautiful, and my father is so handsome. So, uh, 你妈热的。Uh, တမိစိတ်ထဲမှာပေါ့နော်တမိစိတ်ထဲမှာဆိုရင်ဒါတမိဘက်ကအကောင်းဆုံးကိုယ့်ကိုပေးတောင်းဝန်ကြည်ပေါ်အောင်ထမ်းဆောင်ခြင်းနဲ့အကောင်းဆုံးပဲတင်ဆက်ခြင်းနဲ့အာတမိကိုကြည်လိုက်လို့ရှိရင်ဒါသူရောစူးစမ်းနေရပဲဆိုတာလေးကိုပဲမြင်စေခြင်းနဲ့ပေါ့နော်အကောင်းဆုံးစူးစမ်းရပဲမြင်စေခြင်းအတွက်ကိုယ့်ဘက်ကစူးစမ်းပြီးလုပ်ပြလိုက်တဲ့အရာလေးတွေကအဲ့လိုမျိုးလေးဖြစ်ဖြစ်သွားရင်ဆိုတာလေဒါကိုယ့်ရဲ့ဟိုပေါ့နော်ဟိုဘယ်လိုပြောမလဲဆိုတာဒါကိုယ့်ကိုယ့်ရဲ့ဟိုပေါ့ဟိုဒီလိုကံလေးပဲဘယ်လိုပြောရမလဲပေါ့နော်ဒါမဲ့အဲ့လိုမျိုးလေးတစ်ခါတလေမှာထထပြီးတော့အဲ့လိုမျိုးဖြစ်သွားတယ်ပေါက်သွားရဲဆိုတာလေဒါဟိုနောက်ထပ်ကိုယ့်အတွက်တော့ဒါဒီလိုလေးငါတော့ ဒီလိုမျိုးလေးဖြစ်တယ်ဆိုလို့ရှင်ဒါပြင်လန့်အောင်ပဲပေါ့နော်ကိုပြောတယ်ဟိုထောက်ပြရယ်ဆိုလို့ရှင်လည်းဒါထပ်မဖြစ်အောင်လိုမျိုးလေးပြင်သွားမယ်ပြီးတော့ရှစ်ဆက်ပြီးတော့အကောင်းဆုံးမျိုးပဲဟို CI project ကိုတင်ဆက်ပြီးသွားမယ်ဆိုရင်စိတ်လေးကပိုဝင်လာတယ်ပေါ့နော်ပိုဝင်လာတယ်အဲ့လိုစိတ်လေးတွေတော့ပိုပြီးဝင်လာတယ်ပြီးတော့ဟိုညီမလေးတို့ဒီလဲကြရင်ပြန်ထားဆိုရဲစကားတိုင်းပေါ့နော်အမှုပြရသမားဆိုတာဒါကို CI project ကြီးကအပေးပြီးထောက်ခံမှသာလည်ရင်ဒါကိုရီးယားရက်တည်နိုင်မှာဖြစ်တဲ့အတွက်ဟိုပြည်သက်ကြီးကကို့ကိုဘာပဲပြောပြော သမီးဘက်ကတော့ဒါဟိုဟိုမေတ္တာထားရေပေါ့နော်သမီးကိုဒီလိုလေးပြောပေးရအတွက်လည်းဒါကျေးဇူးတင်ပါတယ်ပြီးတော့ cheer ပြည့်သက်ကြီးရတာလည်းရင်ဒါသမီးကိုဒီဒီနေ့ဒီနေ့ဒီအချိန်မှာရှေ့ဆက်ပြီးတော့လည်းယက်တီနာလို့လုပ်ပေးမှဖြစ်တဲ့အတွက်ဟိုဘာဖြစ်ဖြစ်အကုန်လုံးကတော့မေတ္တာထားပါတယ်ရှစ်အဲ့ဒီကလေဟောအဲ့တုန်းကသမီးကဒီသမီးကိုပေးရဆက်ခရစ်ကိုလည်းသမီးတေချာလေးပေါ့နော်အာပြောမယ်ဆိုရင်စိတ်ရှိရတေချာလေးပြောလိုက်တယ်ဒါပေမဲ့ အဲ့ချိန်မှာဟိုတမိစစချင်းအဲ့လို share တဲ့သူတွေကပေါ့နော်စာချင်းမှာအဲ့လိုမျိုးလေးဟိုတယောက်အချို့ကတော့အချို့ကတော့ချစ်စရာကောင်းနေပေါ့အချို့ကကျတော့အဲ့လိုမျိုးလေးစနောက်တယ်လို့မျိုးပြောကြတာအချို့ကကျတော့ဒီအချို့ကကျတော့တက်တက်ကိုဟိုလိုဖလိန်ချင်တဲ့သူလေးအဲ့လိုမျိုးလေးတခါတည်းကြရင်တော့တွေ့ရတယ်ဒါပေမဲ့ဒါကတော့တမိအဲ့လိုမျိုးပေါ့နော်ဒီမြန်မာနိုင်ငံမှာနေတယ်ဟိုမြန်မာနိုင်ငံမှာမွေးရဆိုခဲ့တော့ဘာဘူးမှမွေးကလေးကအဲ့လိုအင်္ဂလိပ်လိုတော့မပြောတတ်ခဲ့ဘူးပေါ့နော်ပြီးတော့ဒီကိုကိုပေးတဲ့ဆက်ခရစ်ကိုပဲအကောင်းဆုံးစူးစမ်းပြီးတော့ဟိုတင်ဆက်ပေးရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ S တန်ထွက်တာမထွက် 啊，我。<laughs> <laughs> အဲ့အသေးစိတ်ကတော့ like ပြီးတော့ခင်မဆိုင်နိုင်ဘူးပေါ့နော်အဲ့တော့ဒါပေမဲ့အကောင်ဆုံး presentation လုပ်ခဲ့တဲ့အတွက်အရှိဗီဒီယိုတွေမှာလည်းဘာမှမဖြစ်ခဲ့ဘူး tourist တွေအကုန်လုံးကလည်းကိုယ်ဘာမှလည်းမပြောတော့လို့မျိုးဒါနိုင်ငံခြားအဓိကကြည့်ဖို့အတွက်လုပ်ထားတာပေါ့နော်အာပြီးတော့ဒီဟိုဥပမာပြောရမယ်ဆိုလို့ရှိရင်ဥပမာမွန်လူမျိုးရှမ်းလူမျိုးတို့ကိုဘာမှစကားပြောခိုင်းမယ်ဆိုလို့ရှိရင်လည်းသူတို့လည်းပြောတတ်မှာမဟုတ်ဘူးလေအာအနေအချင်းတော့ဝေးကြမှာပဲစကားဝဲတာတို့အချို့ဆိုမပြောတတ်တာလည်းတသက်ကိုမပြောတတ်တော့လည်းရှိတယ်ပေါ့နော်အာအဲ့လိုပုံစံတိုင်းမဲ့ဒါညီမလေးတို့ကမြန်မာနိုင်ငံမှာမွေးရတဲ့အတွက်ကြောင့်မို့လို့ဒါအင်္ဂလိပ်စကားဆိုတာလည်းလုံးဝအတိ ီဆိုင်ဖြစ်လာမယ်ဆိုရလဲဒါပြောလို့မရအောင်လीเนาะအဲ့တော့ဒါလေးတော့နားလည်ပြီးပါလို့ပြချင်ပါတယ်ဟုတ်အဓိကဒီဒီဘလော့လေးရလေဒီဘလော့လေးပြအမှန်ဆိုရှင်ဒါတင်တယ်လေးကြာပြီပေါ့เนาะအရှိမှလည်းညီမလေးအရှိကဟိုအရှိမှလည်းရိုက်ခဲ့တဲ့ဘလော့လေးတွေကိုဖြစ်ဖြတ်ပြီးတင်တဲ့အပိုင်းလေးရှိတယ်အဲ့ဒီအပိုင်းလေးတွေတော့လည်းဟို ဘာမှလည်း attention မဖြစ်ခဲ့ဘူးပေါ့နော်ဘာမှလည်းဟိုတိတ်မဖြစ်ခဲ့ဘူးဒီအချိန်မှာပုံမှန်လေးပဲတင်နေရရဲဟိုကြည့်ရတူတွေလည်းရှိရဲအဲ့လိုမျိုးအဆင်ပြေပေါ့နော်ဘယ်လိုရှိရအချို့နိုင်ငံသား tourist တွေဆိုလို့ရှိရင် YouTube မှာတစင် YouTube ကနေတစင်ဟိုကိုယ်ဒီ channel ရဲ့တစင်သိပြီးတော့ Instagram တို့မှာလည်း app ရရှိရဲ Facebook ကိုလည်း like up ပြီးတော့ app ရတူတွေလည်းရှိရဲဒီ tourist တွေကတော့မှကိုယ်အရှိရဘာမှအဆက်မပြောခဲ့ဘူးပေါ့နော်ဒါပေမဲ့ဒီ vlog လေးကဒါဒါအခုပြောမယ်ဆိုတော့ဒါလူငယ်တွေပေါ့နော်လူငယ်ကြီးသားမှသူတို့စသူတို့နော်သူတို့လေးပြောရင်ပြောရင်နေမှာတစင်ပို့ပြီးတော့ဒီလိုကြက်ပြက်ပြီးပေါက်သွားတယ်လို့ထင်ပါတယ် ဟုတ်ကဲ့ပါအခုဆိုတငယ်ချင်းတွေအရောလိုက်စနေပြီနေဘိုလိုပဲပြပြပါလားဆိုဘိုလိုပဲပြောနေပါလားဆိုလိုက်စအနေအာတငယ်ချင်းတွေအရလည်းလို့စကြပါဘောနော်အာအခု အဲ့အတွက်ဟိုညီမအခုပေါ့နော်တမီးကဒီဘလော့လေးကိုပေါ့နော်အခုလိုမျိုးဒါတနည်းအားဖြင့်ပောက်အောင်လို့ပေါ့ပောက်အောင်လို့လုပ်ပေးရတော့လဲဒါချီယာပရိသတ်ကြီးကိုဘလို့ပဲပြပြဘာပဲပြပြမြေတားထားပါတယ်အမြေတားထားရဲပြီးတော့ရှစ်ဆက်ပြီးတော့လဲဒါတမီးရှစ်ဆက်ပြီးလုတ်ကြိုင်မဲ့ဒီအမှုပညာလမ်းကြောင်းအမှုပညာပန်းခလန်းလေးမှာလဲဒီ series trading နော်ဒီကြော်ညာလေးတွေ commercial လေးတွေ MV လေးတွေမှာတမီးကိုတွေ့လို့ရှင်လဲအပိတ်ချပါအောင်လို့ဖိတ်ခေါ်ကြပါရှင့်ကဲစေစွတ်တင်ပါတယ်